ပရိသတ်များအားလုံးမင်္ဂလာပါ Siri for you ကနေပြီးတော့ပြန်လေးကြိုဆိုလိုက်ပါရီ CD for your ပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးမယ့်ရုပ်ရှင်လေးကတော့ Transformer ဇာတ်ကားတွေကတတိယမြောက်ကားဖြစ်တဲ့ Transformer Dark of the Moon 2011ပဲဖြစ်ပါရီ Cyberdrone ဆိုတဲ့ဂျူပေါ်မှာ Autobot နဲ့ Decepticon တွေတိုက်ပွဲဖြစ်ခဲ့ပြီးတော့ Decepticon ခေါင်းဆောင် Megatron ရဲ့ဖျက်ဆီးမှုကြောင့်မလို့ Cybertron ဂျူကပျက်စီးခဲ့တယ် Cybertron ဂျူကနေပြီးတော့ Autobot နဲ့ Decepticon ကြားကစစ်ပွဲကို အဆုံးသက်ပေးနိုင်တဲ့တီထွင်မှုတစ်ခုကိုတည်ဆောင်ပေးထားတဲ့အာအာဂဒယင်ဟာထွက်ပြေးလာခဲ့ပေမဲ့ပြစ်ချခံလိုက်ရကြောင်းမလို့1962ခုနှစ်မှာလရဲ့အမောင်ဘက်ချမ်းကိုပြတ်ကျသွားခဲ့ပါပြီ။ကဲအဲ့တော့အစီအစဉ်ဖြစ်ပြီဆိုရင်ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြပါမယ်။ကျွန်တော်ကထုံးစံတိုင်းပဲအစီအစဉ်တင်ဆက်ပေးနေတဲ့ series for you ပေးနိုင်တဲ့ဆက်သူရှိန်းသူပဲဖြစ်ပါရီ။ ဇလန်းအစားမှာပြောရမယ်ဆိုလို့ရှိရင်တော့ Autobot ခေါင်းဆောင် Optimus Prime ကသူရဲ့ဇလန်းကိုပြောပြနေပါတယ်။တချင်တော့သူရဲ့မျိုးနွယ်စုကငြင်းချမ်းခဲ့ရဆိုပေမဲ့လေစစ်ပွဲတွေဖြစ်လာခဲ့ပြီးရနောက်ပိုင်းမှာလူမျိုးရေးအတွက်တိုက်ပွဲဝင်ကြမဲ့ Autobot တွေနဲ့အနိုင်ကျင့်အုပ်ချုပ်ခြင်းနဲ့ Decepticon တွေရဲ့ဂျားတွေမှာအင်အားမများတာခဲ့တာကြောင့်မလို့ဒီ Autobot တွေကအရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်။စစ်ပွဲရဲ့နောက်ဆုံးမှာတော့ Autobot ယင်ပြန်အားကသူတို့ဂျိုကိုပြောင်းလဲပေးနိုင်တဲ့စွမ်းအင်ကြောင်းကိုတည်ပြီးတော့ထွက်ပြေးခဲ့ရဆိုပေမဲ့လေ အဲ့ဒီဟာဖြစ်ချခံခဲ့ရပြီတော့သူတို့အားလုံးရဲ့မျိုးလင့်ချက်ကလည်းပြိုလဲသွားခဲ့တယ်။စစ်ပွဲတွင်းကလွတ်မြောက်သွားခဲ့တဲ့အော်တိုဘော့ယာဉ်အားကလာကဘာပေါ်မှာပြတ်ကျသွားခဲ့ပြီးတော့ NASA အာကာသအဖွဲ့ကအဲ့ဒီပြတ်ကျမှုသတင်းရသွားပြီးတော့ရုရှားရဲ့ထက်စုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်နိုင်အောင်လို့အင်တိုက်အားတိုက်စူးစမ်းခဲ့ကြပြီးတဲ့နောက်မှာတော့လာကဘာပေါ်ကိုနေရန်စရောင်းနေဘူးစ်အေဒရင်းဆိုတဲ့လူနှစ်ယောက်က Apollo 11အာကာသယာဉ်နဲ့တူတူအခြေချနိုင်ခဲ့တယ်။လာကဘာပေါ်မှာတော့သူတို့နှစ်ယောက်ကအဲ့ဒီဘာမှန်းမသိတဲ့ယာဉ်ပြတ်အားနဲ့ အော်တိုဘော့ဆင်ဒီနဲ့ဘရောင်းကိုတွေ့ခဲ့ရပြီးတော့တေယုန်နိုင်တဲ့ပစ္စည်းတွေကိုလှုပ်ဝက်ပြီးတော့ယူလာခဲ့ကြပါတယ်။ဆမ်ကသူ့တမရဂုံမြူတစိ့ပေးရခေရုံအပေါ်ကိုပြန်ကြည့်လိုက်ပါတယ်။အဲ့ဒီချိန်တုန်းကကာလီယာတမရယုံကဝင်နှမ်းမလေးတယောက်ဖြစ်ပြီးတော့အဲ့ဒီမှာသူတို့ယောက်ကဆက်ပြီးတော့တွေ့ခဲ့ကြတာဖြစ်ပါတယ်။အော်ဒမစကားရဲ့ဆက်ပြောကြရင်လေသူတို့ယောက်ကတိတိတူဘူစူးစမ်းနေတဲ့အချိန်မှာဆေးရုပ်ကလေး brain ရောက်လာလို့ Sam ကန်ထုတ်လိုက်ရပါသေးတယ်။အပြင်မှာရှိနေတဲ့ဆေးရုပ်တကောင်ကတော့မိုးရီတဲ့ပြစ်ထားလို့ပွားစီပွားစီပြောရင်းနဲ့ Sam ရဲ့ခွေးကိုဂုတ်ကနေခွာစီပြီးတော့အိမ်ထဲဝင်လာခဲ့ပါတယ်။ ောက်ကမ်းမှာတော့ကဘာပေါ်ရောက်လာခဲ့တဲ့အော်တိုဘော့တွေကသူတို့ရဲ့နေအသည့်ဖြစ်တဲ့ကဘာပေါ်ရောက်ရှိလာပြီးတော့ဒီအပြောင်းလဲတွေအများကြီးတွေ့လာရသလိုပန်ဒဂွန်တော်လိုင်းကရိယာအင်တာဂွန်တွေကလမ်းတိုင်းပြည်နယ်တိုင်းမှာတွေမကပဲနဲ့ဒီကောင်းငင်ဘော်ကနေလဲအဝေးဒိန်းစနစ်ထောက်လန်းရေးတွေကစောင့်ကြည့်နေကြကြအောင် Optimus ကပြောပြနေပါတယ်။ဗန်မဲပြီးနဲ့အော်တိုဘော့ဘွဲကကာကွယ်ဝင်ကြီးရဲ့ကားတန်းဟန်ဆောင်ပြီးတော့အရှိလေပိုင်းဒေသစစ်မြေပြင်တခုကိုဝင်ရောက်တိုက်ခိုက်ခဲ့ကြပါတယ်။နောက်တစ်ခါမှာတော့ယူကရိန်းစွမ်းအင်ဌာနကအတိုင်းမင်ကန် Voshkov ဆိုတဲ့သူက ချာဘူနိုင်လိုခေါ်တဲ့စွန့်ပစ်စိတ်ရုံအဟောင်းတစ်ခုထဲမှာဂျိုသားလိုထင်ရတဲ့အနေထားတွေတွေးရှိကြောင်းဘုံမူလန်စနော့ကိုလှုပ်ဝက်လာရောက်ခဲ့ပြီးတော့တရင်ပေးလိုက်တာကြောင့်မလို့ဘုံမူလန်စနော့တို့ဘွဲကလည်းအဲ့ဒီစိတ်ရုံအဟောင်းစီကိုအော်တိုဘော့ဘွဲနဲ့တူတူရောက်ရှိလာခဲ့ကြတော့မြင်ရမှာဖြစ်ပါရည်။အဲ့ဒီစိတ်ရုံထဲမှာစိတ်ဝတ်တကောင်မြင်လိုက်ရတဲ့ Voshkor ကလည်းရှောင်ထွက်သွားခဲ့ပြီးတော့လန်စနော့တို့ဘွဲကစိတ်ဝင်နဲ့ဝင်းမွေးနဲ့ရရှားတစိရိုက်ထားတဲ့တစ်တာကိုတွေ့လာကြောင်းမလို့ Ultimax ကိုတရင်ပို့နေတဲ့အချိန်မှာမြေလူဆက်တွေကနေပြီးတော့ပုံပြောင်းထားတဲ့ဒီဇက်ပီကွန်းတကောင်က မွေးလိုလိုမြေတူးကောင်လိုလိုပုံစံနဲ့အကောင်ထွားကြီးထွက်လာပြီးတော့သူတို့ဖွဲ့ကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။အဲဒီမှာ Optimus ကအချိန်မီရောက်လာခဲ့ပြီးတော့ Lando တို့အဖွဲ့ကိုတိုက်ခိုက်နေတဲ့မွေးလိုဒီဆက်ပီကွန်းကိုစိတ်ယုတ်ပုံစံပြောင်းပြီးတော့ခေါင်းအောင်ဖျက်ပစ်လိုက်ပါသည်။တကယ်တော့အဲဒီကောင်ကြီးကတခြားသူမဟုတ်ဘဲနဲ့ရန်သူတို့ဟောင်း shock wave ပဲဖြစ်ပါသည်။ Optimus တို့ကတော့ကြံနေတဲ့အစိတ်ပိုင်းတစ်ခုကိုစစ်ဆေးလိုက်တဲ့အချိန်မှာပျောက်ဆုံးနေတဲ့ယင်မြန်ကအစိတ်ပိုင်းဖြစ်နေလို့အံ့ဩသွားခဲ့ရပါသည်။အဲ့တော့မှာထွက်ပြေးဖို့ကြိုးစားနေတဲ့ Voskok ကိုတော့ဒီစတီကွန်ကောင်ကတက်ပစ်လိုက်ရင်းနဲ့လက်ဆဖြောက်ပလိုက်ပါရီ ဂေါလိတ်ကျောင်းအတွက်လေးဆမ်ကတော့ဂုံလီပေါင်းများစွာအင်တာဗျူးပေါင်းများစွာကိုဖြည့်ဆို့ပြီးတော့လူကွာစာရေးမစ္စတာဘရူဘရာဇူရဲ့ကုမ္ပဏီမှာစည်းဌာနအကူအလုပ်ကိုရရှိခဲ့ပါပြီ။နောက်တစ်ခါမှာတော့ဝါရှင်တန်ဒီစီရဲ့ Nest ဘွဲမှာ Autobots တွေနဲ့လူသားတွေကတွဲဖက်လေးကြိမ်ကိုစတင်လုပ်နေကြပါပြီ။အမျိုးသားစွမ်းအမြင့်ဌာနရဲ့ Driver Charlotte Mira ရင်ရောက်လာတဲ့အချိန်မှာတော့ Lancelot က Autobots တွေကညာဘက်ဆိုရင်အပြင်ကိုခိုးထွက်ခြင်းနဲ့စေကျော်သက်လူငယ်လေးနဲ့တူနေကြကြောင်ပြောပြလိုက်ပါပြီ။ဗမေပြည်ကဒီစတီကုံကြီးရဲ့ခေါင်းကိုတိုက်ခိုက်နိုင်မှုအတွက်စစ်သားတွေကိုတင်ပေးနေခဲ့ပါပြီ။ ်အော်ဒီမက်စ်ကဆာလက်မီရာရင်ကိုသူတို့ဂျိုနဲ့သူတို့အကြောင်းတွေကိုလူသားတွေကိုလွတ်ဝတ်ထားတဲ့အတွက်ဒေါသထွက်နေခဲ့တာပါနောက်ကမ်းမှာတော့အော်ဒီမက်စ်ကိုဆာလက်မီရာရင်ကလာကဘာပေါ်မှာခြေချခဲ့ဘူးသူဘိုးစ်အေဒရီနဲ့မိတ်ဆက်ပေးခဲ့ရင်လာကဘာပေါ်သွားတဲ့ကိစ္စကအထူးလွတ်ဝတ်ချက်ကြောင့်မလို့မပြောပြဖြစ်တာကိုရှင်းပြလိုက်ပါတယ်ဆိုဗီယက်တွေကလူမပါတဲ့အာဂဒရင်ကိုလွတ်တင်ခဲ့ကြပြီးတော့အဲ့ဒီရင်မြန်ကလောင်စာချောင်းတွေကိုရယူပြီးတော့ပြန်လည်အသုံးချနိုင်မှုယူကရိန်းချာနိုဘိုင်းမှာစမ်းသက်ခဲ့ကြတာဖြစ်နိုင်ကြောင်းချားလက်စ်မီရာရင်ကထပ်မံပြီးတော့ရှင်းပြလိုက်ပါတယ် အော်ဒီမရူဘက်စတာကယင်ပြန်ရဲ့အောက်ဘက်ဘိုင်းတွေကိုရောဝင်နိုင်ခဲ့သည်လားလို့မေးလိုက်တဲ့အချိန်မှာအော်ဒီမက်စ်ဘရိုင်းကယင်နမယာအောက်ကိုခေါ်ပြီးတော့စိုက်ဘာထရွန်ကထွက်သွားတာကိုငါကိုယ်တိုင်မြင်ခဲ့တာနေပညာဆရာကြီးဆန်ဒီနေဘရိုင်းကအော်ဒီဘောနေပညာတစ်ခုသာအဲ့ဒီယင်နဲ့ယူပြီးတော့မထွက်သွားခဲ့ရင်ဒီစတီကိုနေကိုနိုင်ခဲ့မှာလို့အတိတ်ကအရာတွေကိုပြန်ပြောပြလိုက်ပါရီနောက်တစ်ခါမှာတော့ဆမ်ကကာလီရဲ့အလုပ်ထဲကိုလိုက်သွားခဲ့ပြီးတော့အလုပ်ရှင်ဒိုင်လန်ဂိုးနဲ့နှုတ်ဆက်ခဲ့ကြပါရီ ဒိုင်လန်ကသူ့ရဲ့ model ဟောင်းကားတစ်ဆက်ကြီးတွေကိုလိုက်လံပြသနေပေမဲ့ဆမ်ကတော့နေရာမှာချိန်ထားတဲ့ဒိုင်လန်နဲ့ကာလီတို့ရဲ့ဓာတ်ပုံတွေကိုကြည့်ပြီးတော့ဥတုနေခဲ့ပါရီပြန်ကန်ဒီစိတ်တုံနေတဲ့ဆမ်ကကောက်အတကုံနှိုးနေပေမဲ့ဖူကြီးကနိုးမလာခဲ့ပါဘူးဒိုင်လန်ကအနောက်ရောက်လာပြီးတော့သူ့ပါတနာဝင်ထားတဲ့ကုမ္ပဏီမှာခန့်ထားဖို့ဖုန်းဆက်ပြောပေးထားတယ်လို့ပြောရင်းနဲ့ဆမ်ကအရန်အမကန်ကောင်းတဲ့လူတစ်ယောက်ဆိုတာလေးကိုပါပြောလိုက်ပါသေးတယ်ဟဲ့နောက်တစ်ခါမှာတော့ Optimus Pro ကအာဂဒါကိုဖျက်တမ်းပြီးတော့အာဂဒါယင်ပြက် Arc ကိုရောက်လာခဲ့ကြပြီးတော့ Optimus ကစင်းနီနေကိုငါတို့အိမ်မြန်ကြမယ်တကယ်ချင်းလို့ပြောလိုက်ပါတယ် တကယ်မှာတော့အာဖရိကရဲ့တောရင်းတနေရာမှာအားမွေးနေတဲ့မက်ဂါဒရွန်စီကိုစောင်းဖွေးကရောက်လာခဲ့ပြီးတော့အော်တိုဘော့တွေကသူတို့ရဲ့လက်ကွက်ကိုယုံကြည်သွားကြပြီးတော့လာကဘာပေါ်ကနေစင်းနီနေကိုပြန်တယ်လာခဲ့ကြပြီလို့သတင်းပေးလိုက်ပါရီစောင်းဖွေးရဲ့လူသားတရှူတွေကလည်းသူတို့ရဲ့ကိစ္စအဆအနာလေးတွေကိုပြန်အောင်လုပ်ကြလိမ့်မယ်လို့ယုံကြည်ကြောင်းမက်ဂါဒရွန်ကထပ်ပြောလိုက်ပါရီဂါလီကမျိုးရင်းအစည်းအဝေးတစ်ခုကိုသွားရင်းနဲ့ဆမ်စီကိုလမ်းကြုံဝင်လာခဲ့ပါရီဆမ်ကတော့အော်တိုဘော့တွေကကဘာကြီးကိုသွားခဲ့နေပြီးသူကတော့ဆာရက်တီကိုစီနီယာလို့စိတ်ပြတ်နေခဲ့ပါရီ ။ဒလီကားလေးမှာတွေ့ရတဲ့ဒိတ်ပွန်ကဆမ်မြက်ကိုင်းကြီးကိုယူပြေးသွားတာကြောင့်ဆမ်ကနောက်ကနေလိုက်လာခဲ့ပြီးတော့အိမ်သားရဲ့ရောက်တော့ဒိတ်ပွန်ကပြဿနာရဲ့အကြီးကြီးဖြစ်တော်မူ။လာရဲ့အမောင်ဘက်ချမ်းကိုဘယ်သူမှမတော်ပြစ်တာ1982ခုနှစ်ကတည်းကလို့ပြောရင်းနေ။ပေါမာဂျီဒါရဲ့လှုပ်ဝက်စာရွက်စာရင်းတွေကိုထုတ်ပေးပြီးတော့အစိုးရနဲ့ဆက်သွယ်ဖို့ပြောလိုက်ပါတယ်။ဒိတ်ပွန်ရဲ့အခန်းထဲမှာတော့ TV အသွင်ယူထားတဲ့ sound wave ကဒိတ်ဝံနဲ့ဆန်တို့ရဲ့ဆက်သွယ်မှုကိုတည်သွားခဲ့ပြီးတော့မှန်အောင်ခွဲကဒိတ်ဝံကိုပရင်းပေါက်ကနေတွန်းချရင်းနဲ့တခါလေးလက်စဖျောက်ပလိုက်ပါတော့လေ ဝင်းနဲ့တယောက်ကမိတူကူဖို့လုံးနေတော့မှစောင်းဖွေးကဆက်ရော့အတွင်ပြောင်းသွားပြီးတော့စတင်တိုက်ခိုက်ပစ်တတ်တဲ့ပြင်ရုံးကန်တစ်ခုလုံးလည်းရားစရာမရှိအောင်လို့ဖျက်ဆီးလိုက်တာကြောင့်မလို့ဆမ်ကလေစောင်းဖွေးလက်ကလွတ်အောင်လို့ထွက်ပြေးရပါတော့တယ်။ဆမ်ကအဲ့ဒီတင်းကိုဝါရှင်တန်ဒီစီရဲ့နက်ဖွဲ့စီကိုတွားရောက်တရင်ပို့ဖို့ထွက်လာခဲ့ပေမဲ့အဂိဝါမှာအဆောင်နေနေတကားမဖွင့်မိတဲ့ကိစ္စကြောင့်မလို့ပြဿနာတက်နေတော့ဗဲမဲပြီးရောက်လာပြီးတော့ကဲထုတ်သွားကဘုံမှုလန်းတော့နဲ့တွေ့ပြီးတော့အကျိုးကြောင့်ရှင်းပြခဲ့ရပါတယ်။လာကဘာဘောကရလာတဲ့စင်ဒီနဲ့ဘရိုင်းဟာဂျိုသားသိပ္ပံပညာရှင်ကြီးဖြစ်ကြောင်းသိလိုက်ရပြီး ရင်းမြမော်ကရရှိတဲ့စွမ်းအင်ကြောင်းငါးခုကို Nest ဘွဲကထိန်းသိမ်းထားလိုက်ပြီးဘယ်နေရာမှာဘလို့အသုံးပြုရမလဲဆိုတာကိုလေ့လာနေစေဖြစ်ပါရည်။ Nest ရဲ့စားပြေခန်းထဲမှာတော့ Optimus က Matrix ကိုသုံးပြီးတော့သူ့ရဲ့အရင်ကောင်းဆောင်ဟောင်းစင်းနေတဲ့ brand ကိုအသက်ပြန်သွင်းပေးလိုက်ပါရည်။တတိယလာတဲ့စင်းနေတဲ့ brand ကလန့်ပြီးတော့ Optimus ကိုထထိုးပါရည်။နောက်တော့မှ Optimus က Cybertron စစ်ပွဲမှာသူတို့ရှုံးနေခဲ့ပြီးအခုတော့ကဘာမြေပေါ်မှာခိုလုံနေရတယ်လို့ရှင်းပြလိုက်ပါရည်။စင်းနေကတော့စွမ်းအင်ကြောင်းတွေကိုတည်တည်ချာချာသိမ်းဆည်းထားဖို့နဲ့ အာဂဒါဒတာ speed bridge တခုတိဆောက်လို့ရကြအောင်မလို့ဒီဇယ်ဒီကုန်းတွေတည်သွားရင်ကဘာကျူဟာအဆုံးသက်သွားမှာလို့ထောက်လိုင်းညွန်ချုပ်ခြာလို့ကိုတရီပေးလိုက်ပါရီဆမ်ကတော့ထောက်လိုင်းညွန်ချုပ်ခြာလို့ပြောရတဲ့ဇကားတွေကိုသဘောမကျဖြစ်နေရပြီးသူ့ကိုတရင်ပေးအဆင်းလောက်သာတတ်မှတ်ထားရမလို့တခုခုလုံးမှဖြစ်တော့မယ်ဆိုပြီးတော့ဘန်မေပီးနဲ့တိုင်ပင်လိုက်ပါရီနောက်တစ်ခါမှာတော့ Simon's ကကဘာကျူလာတိုက်ခိုက်တဲ့သူတွေကတခြားကျူဟာဂျူသားတွေဖြစ်ကြောင်းဘသူမှဖွင့်မချရတဲ့တရင်တခုဖွင့်ချနေပါရီ Ultimus ကတော့စင်းနီနယ်ကိုဂန်နာတခုစီကိုခေါ်သွားခဲ့ပြီးတော့ မက်ဒရစ်ကိုပေးရက်ကခေါင်းဆောင်ရာထူးကိုပေးရက်ခဲ့ပြီးမြစင်ဒီနေကညင်းပေလိုက်ပါတယ်။ဆမ်နဲ့ဆိုင်းမွန်စ်တို့ကဒိဗွန်ရဲ့ case နဲ့တခြားဂျိုသားဆိုင်ရာတွေကိုဆွေးနွေးနေပြီးတော့ဒီစရီကုန်နေဟာတို့တွေကိုစိတ်ဝင်နေပြီးတော့လာကဘာကိုနေချက်ကျင်နေဆိုတာကတခုခုဖော်ထားကျင်နေရပြီလို့ပြောလိုက်ပါတယ်။ဂျိုသားကိစ္စတွေထပ်မလုပ်ဖို့ပြောရတဲ့ကြားကနားမထောင်တဲ့ဆမ်ကြောင့်မလို့ကာလီကနောက်ဆုံးအနေနဲ့ဆမ်မလုပ်တော့ဖို့အတွက်ဂရီတောင်းလိုက်နေထွက်သွားလိုက်ပါတယ်။ဆိုင်းမွန်နဲ့ဆမ်ကဂျာမန်စိုက်ဘာနေပညာရှင်တယောက်ရဲ့နောက်ကိုလိုက်ခဲ့ကြပါတယ်။တို့ကညာကလပ်တစ်ခုတည်းကိုလက်ဖက်ရည်ပိုးပေးကဝင်သွားခဲ့ကြပြီးတော့ ဆိုင်မွန်ကစိုက်ဘာနေပညာရှင်ကိုလာရဲ့အမောင်မဲချမ်းကိုတွားဖို့စီစဉ်ထားတဲ့အကြောင်းမေးနေတုန်းဆိုင်မွန်တပည့်ကအပြောဆိုမတက်လို့ခေါင်းနဲ့ကိုအိုးစားကွဲဖို့နည်းနည်းပဲလိုပါတော့တယ်အမှနားလည်းမှုရသွားကြအောင်မလို့စိုက်ဘာနေပညာရှင်ကသူ့ရဲ့အခန်းထဲကိုခေါ်သွားပြီးတော့သူတို့တင်ထားတဲ့မှတ်တမ်းဓာတ်ပုံတွေကိုထုတ်ပြရင်ရှင်းပြလိုက်တော့မှာပဲဒီစတီကိုနေကအပေါ်လို11မရောက်ခင်မှာစွမ်းအောင်ချောင်းတွေကိုကြားပြတ်ယူထားလိုက်မှန်းသဘောပေါက်သွားခဲ့ကြပါတော့တယ်အဲနောက်မှာတော့ဒီစတီကိုနေလိုချင်နေတာကစင်နီနယ်ဖြစ်ကြောင်ရိတ်မိသွားတဲ့ဆမ်က ချာလက်မီရိုင်းစီကိုဖုံးဆက်ပြီးတော့အာဂါဒတရားအတွက်ဒီဇက်ဒီကိုနီဟာ Optimus နဲ့ Sandy Nessie ကိုလာကြမှာလို့သတိပေးလိုက်ပါရီ။ Sam ကဒီဇက်ဒီကိုနီဟာတပတ်လတ်နဲ့ Sandy Nessie ကိုတွားရောက်တဲဆောင်စီခဲ့တာဖြစ်ပြီးတော့ဇွမ်းရဲအကြောင်းလေးဆိုတာကသူတို့စီမှာယာနဲ့ချိန်ပြီးတော့ရှိနေရလို့ထပ်ပြောလိုက်တာအကြောင်းမလို့ချာလက်မီရိုင်းရဲ့အဖွဲ့က net စကန်ကိုအမြန်ဆုံးထွက်သွားကြပါတော့လေ။လန်တို့ကရောက်တဲ့အခါမှာတော့ရေကားအတွင်ယူထားတဲ့ကားတွေဟာစိတ်ဝအဖြစ်ပြောင်းသွားပြီးတော့ Simon's ကိုဗန်မဲ့ပြီးပေါ်ကနေပြီးတော့ဆွဲထုတ်လိုက်ပါရီ။လန်တို့ချက်အပြန်အလှန်တိုက်ခိုက်နေကြရင်အိုင်ယွန်ဟိုက်ကဒီဇက်ဒီကွန်း၃ကောင်ကိုလှဲသိမ့်နိုင်ခဲ့ပါရီ။ ဆမ်ကတော့ nest ကိုရောက်ရှိသွားခဲ့ပြီးဂိဝါကိုရောက်တဲ့ခါမှာဆေယုတ်စင်ဒီနေကသူတို့ဂျိုရှင်တန်ရေးအတွက်သူဟာညှိစရာရှိတာညှိခဲ့ရကြောင်ပြောကာအိုင်ယွန်ဟိုက်ကိုအလေးငိုက်တိုက်ခိုက်လိုက်တာကြောင့်မလို့အိုင်ယွန်ဟိုက်လည်းပဲကြာဆုံးသွားခဲ့ပါရီဂျာလက်မီယာရီတို့ပြန်ရောက်တဲ့အချိန်မှာတော့စင်ဒီနေကတောင်းချမ်းနေပြီးတော့ nest အခြေဆိုင်စခန်းကိုဖျက်ဆီးပြီးတော့စွမ်းအင်ကြောင်းတွေကိုလည်းယူပြီးထွက်သွားခဲ့လိုက်ပါရီဂျာလက်မီယာရီက optimus ကြောင့်မလို့အားလုံးပျက်စီးကုန်တာလို့အပြစ်တင်လိုက်ပါရီစင်ဒီနေကစွမ်းအင်ကြောင်းတွေကိုယူဆောင်လာခဲ့ပြီးတော့ပန်းညံကြဲကြဲတစ်ခုထဲမှာလွှတ်တင်ခဲ့ပါရီ Star Scream ကသူ့ရဲ့ဆရာ Megatron ရဲ့အကြံအောင်မြင်မှုအတွက်ချီးကျူးနေပါ ರಿ တကယ်တော့ Megatron နဲ့ Cindy နေကကဘာပေါ်မှာတွေ့ဖို့အတွက်ကြိုတင်ထိတ်ဆက်ပြီးသားပဲဖြစ်ပါ ರಿ Optimus က Banyan နေကိုလိုက်ပါရောက်ရှိလာပြီးတော့တားမြင့်နေရဲ့ဂျားတွေက Cindy နေဟာစွမ်းရင်ကြောင်းတွေကိုလွတ်တင်လိုက်ပြီးတော့အာဂါသာတရားကိုလည်းတိဆောက်လိုက်ပါ ರಿ အာဂါသာထဲမှာရှိနေတဲ့ Legend ဒီဆက်ဒီဂုံးနေရာလေတရားတိုင်းဆင်းလာကြပြီး Autobot တွေနဲ့ရင်ဆိုင်တိုက်ခိုက်ခဲ့ကြပါ ಬ ರಿ ဇင်းနီနေဟာ Ultimax ကိုလိုက်လံတိုက်ခိုက်နေပြီးတော့စစ်ပွဲကြောင့်ပျက်စီးသွားတဲ့ဂျိုကိုလည်းပြန်လည်တိဆောက်နိုင်မှုအတွက်ဒီဇက်တီကုန်းနေနဲ့ပူးပေါင်းမှသာအောင်မြင်နိုင်မှာလို့ပြောလိုက်တာကြောင့်မလို့ Ultimax ကကဘာဂျိုဟာသူ့ရဲ့ဒုတိယအိမ်ဖြစ်နေပြီးလူသားတွေကိုကာကွယ်ရမှာဖြစ်တယ်လို့ပြန်ပြောလိုက်ပါရီဇင်းနီနေက Cyber Trauma သူတို့ကနှစ်ဖျားဖြစ်ပြီးကဘာမြေမှာတော့သူတို့ကစိတ်ရုပ်လို့အခေါ်ခံရအောင်မလို့ဒေါ်လာထွက်ပြီးတော့ပျက်စီးဖို့တခုပဲခေါင်းထဲရှိပါတော့တယ်ဂျမ်ကကာလီကိုတွားရောက်ခေါ်ဆောင်ပြီးတော့အပြန်လမ်းမှာကာလီရဲ့ကားကဒီဇက်တီကုန်းဆောင်ဖွဲ့အဖြစ်ပြောင်းသွားပြီးတော့ကားလေးကိုဖမ်းချုပ်ထားလိုက်ပါတယ် ဒီဇာတီကိုနီးရဲ့တရှူတွေကဆံမြက်လက်မှာနိုင်လိုမျိုးထိန်းချုပ်လက်ပတ်တစ်ခုပတ်ပေးပြီးတော့တိတ်တက်တယ်လို့ပြောကကာလီရဲ့အတန်းနဲ့အလဲထက်လောက်ကပြန်လွတ်လိုက်ပါရီဆံကဟန်မပြက်စခန်းအောင်ပြန်လာခဲ့ပေမဲ့လက်ပတ်နိုင်ကနေတဆင့်တရင်ချက်လက်တရားစီးစင်းနေခဲ့ပါရီနောက်နောက်ပဲညီနိုင်လို့အဆင်မပြေတဲ့အရာတွေကြားထဲမှာလူသားတွေကတော့အော်တိုဘော့တွေကိုနေနေနံပေးဖို့ပဲဆုံးဖြတ်ခဲ့လိုက်ကြသလိုဆံကလည်းအတန်းမကြီးမဟုတ်လို့တော့ဘာမှမတက်နိုင်ခဲ့ပါဘူးအမေရိကန်တပ်ဖွဲ့ကနောက်ဆုံးမှာတော့ Optimus Prime ကို Autobot တွေကိုအထူးပြုလုပ်ထားတဲ့ဒုံးမြန်စီကိုခေါ်လာခဲ့ပါရီ ရှမ်ကနာရီရထိန်းချုပ်မှုရ Optimus E ကနေပြီးတော့တိုက်ခိုက်မဲ့နေပြူဝါတွေကိုအဲအောင်မင်းမြန်းပေမဲ့ဘာနီးပြောမှမရှိတော့တယ်လို့လူသားတွေကိုဥဆောင်မဲ့လူကဆမ်တယောက်ပဲရှိတော့တယ်လို့ပြောရင်းနေဒီမြန်မော်ကိုတက်သွားခဲ့ပါရီမေမေပြီးကမင်းရငါရအကောင်းဆုံးငွေချင်းမှာပဲလို့လူရင်းတူရှိမဲ့ပြောရင်းနဲ့ထွက်သွားလိုက်ပါရီတောင်းဆွေနေခွေချင်းမှာတော့ Optimus တို့ကိုတဲဆောင်သွားတဲ့ဒုံမြန်ဟာလေးလူကိုခွင်းပြီးတော့တိန်တွေကိုဖောက်ထွက်ကာပြန်တန်းနေတော့ရှမ်တို့စီကသတင်းချက်လက်ကိုကြားပြတ်နားထောင်နေတဲ့ဒီဇယ်ဒီကွန်စတာစကရင်ကကောင်းကင်ဘောကနေပြီးတော့ထိုးစင်းက ဒုံမြန်ထိပ်ဘူးတက်တဲ့ကိုဒုံညီနဲ့ထိုးခွဲလိုက်ပြီးရဲ့အချိန်မှာပဲဆမ်မြက်လက်ကဒီဇယ်ဒီကိုနိုင်လက်ဘက်ကလည်းပြုတ်ထွက်သွားခဲ့ပါရီချီကာဂိုမြို့တနေရာမှာဆမ်ကဆိုင်းမုံကိုအရေးကြီးတဲ့လူတယောက်ရဲ့ဖုန်းကိုခြေရာခံခန်းလိုက်ပြီးတော့ရှာဖွေမှုအပြီးမှာတော့ချီကာဂိုမြို့ရဲ့ Trump Tower မှာရှိနေတာကိုသိသွားခဲ့ပါရီဒိုင်လန်ကဒီဇယ်ဒီကိုနေကလူသားတွေကိုကျုံပြုတ်ပြီးတော့ကဘာအော်တို့ရဲ့ဒုတိယဂျိုးအဖြစ်ပြောင်းလဲဖို့ကြိုးစားနေရဆိုတာကိုကားလေးကိုပြပြလိုက်ပါရီစင်နီနဲ့မက်ဂယ်ထရွန်တို့ကစွမ်းအင်ဂျင်တွေကိုတက်စင်နေလို့မှာတာဝါရဲ့အောက်မှာတော့ရေတပ်ဖွဲ့ကလည်းဝိုင်းထားခဲ့ပါရီ နိုင်ငံကကားလေးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ဇင်းနီနေကတော့ကဘာဘောအကျုံတွေကိုသူတို့တခင်တွေကိုတိမတ်ပြုဖို့အချိန်တန်ပြီလို့ပြောကမြို့လော်ဒေါင်းချဖို့ပြင်နေပါတယ်။ညာဘက်ရောက်တဲ့အခါမှာတော့ဒီစတီကွန်တွေကနေရာအနှံ့တိုက်ခိုက်နေကြပြီးမနဲ့လင်းချင်းဆမ်တို့ရောက်သွားတဲ့အခါမှာပျက်စီးမှုတော်တော်များများကိုတွေ့လိုက်ရပါတယ်။ဆမ်တို့နှစ်ယောက်ကိုဒီစတီကွန်တကောင်ကရှင်းထုတ်ဖို့ကြိုးစားနေတော့မှမထင်မထားဘဲနဲ့ Optimus Prime ရောက်လာပြီးတော့စော်ထည့်လိုက်ပါတယ်။ဗမေပြီးနဲ့ Autobot တို့ကလည်းလက်နက်ပြည့်စုံနဲ့ဆမ်တို့စီကိုရောက်လာခဲ့ကြပါပြီ။တကယ်တော့ဒီစတီကွန်တွေကိုပျက်ရှင်းနိုင်မှုအတွက်လေစားလိုက်တာပဲဖြစ်ပါတယ်။ ရှမ်ကအော်တိုဘော်ရီရဲ့အကူအညီနဲ့ကားလေးကိုကယ်တင်ဖို့တာဝါဘော်လှုပ်ဝက်ရောက်လာခဲ့ပါတယ်။အဲနောက်မှာဒိုင်နန်တို့ကိုဆက်တနက်နဲ့အပြည့်အစိုးထေးလိုက်လို့ထွက်ပြေးသွားခဲ့ရပါတယ်။ဒိုင်နန်ကအော်တိုဘော်ရီကိုမသေးသေးဘူးလို့မဂါထရွန်ကိုအော်ပြောနေရကြောင်းမလို့ဒီဇက်ဒီကွန်းဖွဲ့ကအော်တိုဘော်ရီကိုမြေလန်ရှာဖွေပါတယ်။ရှမ်တို့ကဆက်သွေးဇက်ကနေတစင်ဒီဇက်ဒီကွန်းနေအာဂါသဒရာဆောင်းမဲ့အစီအစဉ်ကိုပြောပြလိုက်ပြီးဂျီကာကိုမြို့ကိုအမြန်ဆုံးစစ်ကူပေးဖို့တောင်းဆိုလိုက်ပါတယ်။အမေရိကန်စစ်ဌာနချုပ်ကစစ်သားတွေကလည်းအော်တိုဘော်နဲ့လက်တွဲပြီးတော့ဒီဇယ်ဒီကွန်းတွေကိုတက်ဆုတ်ဆန်ပြတိုက်ခိုက်နေကြပါသေးတယ် ချီကာဂိုမြို့ထဲမှာတိုက်ပွဲတွေပြင်းထန်ချက်ကတော့ဗျာအကူကြီးထွန်းမြင့်နိုင်တို့အမ်းမြို့အခြေဆိုင်နာဘာခါကိုအာဘူးရဲ့မြမြနဲ့ချက်ထားတဲ့ရခိုင်မုတ်တီရဲ့ကျူးညီတဲ့အတိုင်းပါပဲအပ်ဂျဲအဖွဲ့ဆမ်နဲ့ကာလီတို့ဟာပြိုကျလူစည်တဲ့အစာအုပ်တစ်ခုရဲ့ရုံငန်းထဲမှာဗိတ်မိနေကြပြီးဒီဇယ်ဒီကုန်းတွေကလည်းသူတို့ကိုရှာဖွေတိုက်ခိုက်နေရကြမလို့ဆန်တို့ကလည်းပေါင်းအောင်နေကြပါရီအဲနောက်မှာဆမ်တို့ဘက်ကမှန်မတိမောက်ခွဲပြီးတော့စောင်းနေတဲ့တိုက်ဆောင်တိုင်းမှာရှောစင်းထွက်ပြေးကြပါရီအောက်ဘက်ရောက်ခန့်နီးမှာရှေးကအထက်တထက်အမှန်ကိုတနက်နဲ့ပြစ်ခွဲဆင်းပြီးတော့ဝင်ရောက်သွားခဲ့ကြပါရီ အဘက်မှာတော့ short wave ဆိုတဲ့ဒီဇက်တီကွန်ကစောင့်နေပြီးတော့သူ့ရဲ့တွဲဘက်မွေးပုံစံဒီဇက်တီကွန်ကိုခေါ်ကစမ်မနိုကိုလိုက်လံရှာဖွေတိုက်ခိုက်နေရကြောင်းမလို့စမ်မနိုရှိတဲ့အစာအုပ်ကလည်းပြိုကျသွားခဲ့ပါ ori ။ချန်နိုကလည်းပြိုကျလို့စတဲ့အစာအုပ်မှာတွဲကပ်နေတော့ Optimus Prime ကဒီဇက်တီကွန်မြေထူးကောင်ကိုအဆက်မပြတ်ပစ်ခတ်လိုက်တယ်လို့ဝေကောင်ကလည်းသူ့ရဲ့ဒလက်ဆက်သွားကြီးနဲ့ Optimus ကိုလိုက်လံချိန်မွားဖို့ကြိုးစားနေပါ ori ။အဲဒီအချိန်မှာနေရာနဲ့မှာအသင်းဆောင်ဆိုင်နေကြတဲ့ဒီဇက်တီကွန်တွေကလည်းဇင်းနီနဲ့ဘရိုင်းရဲ့အမင်းရသူတို့မှရှိသမျှစွမ်းအင်ကြောင်းတွေကိုလွတ်တင်လိုက်ကြပါဦးလေ ဆမ်နဲ့ကာလီတို့ကတော့ Star Scream ရဲ့လက်ကနေပြီးတော့လွန်အောင်ထွက်ပြေးနေရပြီးဆမ်က Autobot ကိုပြေးလိုက်တဲ့စေယုတ်လက်ကိုတက်က Star Scream ရဲ့မျက်လုံးကိုဖောက်ထုတ်လိုက်ပါရီ Apps တို့ရောက်လာခဲ့ကြပြီးတော့ဝိုင်းကူနေရကြမလို့ဆမ်ကအထက်မြင်တိုက်ပေါ်ထိတက်ပြီးတော့ Star Scream ရဲ့ခေါင်းပေါ်ကိုခုန်ကူးကနောက်ထပ်မျက်လုံးတစ်ဖက်ကိုဖောက်ထုတ်လိုက်ပါရီ Star Scream ကတော့ဆမ်တို့ထိပ်ပြလိုက်တဲ့ဘုံပေါက်ကွဲပြီးတော့တစားစီဖြစ်သွားခဲ့တယ်လို့အပေါ်ကနေပြုတ်ကြလာတဲ့ဆမ်တို့ကိုလည်းဗန်မေဘီကအချိန်မီကယ်လိုက်နိုင်ပါရီ ဒီဇယ်ဒီဂွန်လေးရဲ့ယင်မြန်ရောက်လာကြအောင်မလို့အော်တိုဘော့တွေဖြစ်တဲ့စစ်ရုပ်ကလေး brain နဲ့ဝီးကလည်းပဲအဲ့ဒီယင်မြန်ဘောကိုအသာလေးခိုးလိုက်သွားခဲ့ပါလိမ့်အမျိုးသားကာဝေးဖွင့်တဲ့စစ်တပ်ကလည်းပဲကင်မရာတွေမှတ်တမ်းတွေကနေတဆင့်ကြီးနေတဲ့အချိန်မှာအော်တိုဘော့၄កောင်အဖမ်းခံထားတာကိုတွေ့လိုက်ရလို့စိတ်ပူသွားခဲ့ကြပါလိမ့် apps နဲ့ lens roll တို့ဖွဲကရေတွေကနေငုံချိုးပြီးတော့တဖက်ကန်းအောင်ကူးသွားခဲ့ပါ ರಿ ။ဆိုင်းမိုနိုကဌာနချုပ်ကနေလှမ်းပြီးတော့ကူညီပေးနေကြတဲ့အကြောင်းတရားကိုထိန်းချုပ်နိုင်ခဲ့ပြီးတော့ apps တို့ဖွဲကလည်းတရားအတိုင်းပဲဖြတ်ကူးခဲ့ကြပါ ರಿ ဆမ်နဲ့ကာလီကအော်တိုဘော့တွေအဖမ်းခံထားတာကိုမြင်နေပေမဲ့လေမကူညီနိုင်သေးပါဘူး။အဲစွမ်းရင်ကြောင်းတွေကစူးစီးတောက်လောင်နေကြပြီးအဲ့အလင်းတန်းကြီးကလည်းကောင်းကင်စီကိုထိုးတက်သွားခဲ့ပြီးတော့စိုက်ဘာဒရုန်းကလည်းပြန်လည်ထွက်ပေါ်လာခဲ့ပါပြီ။ဒိုင်လန်ကတော့ကြောချားမှဓမြမန်းတိဆိုသလိုဒီစရီကုန်တွေကသူတို့ကိုဖင်ချသွားမှန်းတိလိုက်ရပြီမေနောက်ကျသွားခဲ့ပါပြီ။ဒီဆမ်နဲ့ကာလီတို့ချောင်းကြည့်နေတော့မှာပဲဆောင်းဖေးကကားကိုတက်ပစ်လိုက်ပြီးတော့ဘန်မေဘီကိုထပ်မံတက်ဖို့ကြံစီနေခဲ့ပါပြီ။ဘန်မေဘီအသက်ခံရကန်ဒီမှာဆမ်ကကူညီဖို့ကြိုးစားပြီမေ ဒီဆံမြက်လက်နက်ကပြက်နေရကြောင်းမလို့ဒီတိုင်းပဲကြည်နေကြရပါတယ်အဲဒီအချိန်မှာပဲ brain ကရင်ပြန်ရဲ့တကားတွေအားလုံးဖွင့်ချလိုက်တာကြောင်းမလို့စိတ်ဥတီအောက်ကိုပြုတ်ကျလာနေတော့ဗန်မေဘီကအခွင့်ကောင်းယူပြီးတော့ပြန်လဲတိုက်ခိုက်ရင်းနဲ့လွတ်မြောက်သွားခဲ့ပါတယ်အဲဒီအချိန်မှာ cyber drone ကအသက်ဝင်လာခဲ့ပြီးတော့စင်နီနေကဝမ်းသာအားရနေတောက်ခေါမကြီးအစင်မြင်စိတ်လက်စီစွပြုတ်လေးစားကျင်တယ်လို့ပြောလိုက်ပါတယ် Audimax ရောက်ရှိလာပြီးတော့ခေါင်းဆောင်ကောင်းပြီးပြီး short wave နဲ့ဒီဇယ်ဒီကုန်တွေကို share plan နဲ့ပြင်းပေးနေပါတော့လေအဲနောက်မှာတော့ Optimus Prime ကစွမ်းအင်ကြောင်းတွေကိုလှမ်းပစ်လိုက်တာအကြောင်းမလို့ Cyber Drone အားသွင်းညစ်စီစဉ်ကရပ်တန့်သွားခဲ့ရပြီးတော့ဒေါသထွက်သွားတဲ့ Sandy နဲ့ Prime ကလည်းဒေါသကြီးခုန်ချလာပြီးတော့ Optimus Prime ကိုတိုက်ခိုက်ပါရီစွမ်းအင်ကြောင်းတွေစီကိုသွားနေတဲ့ Sam ကလမ်းမှာ Dylan နဲ့တွေ့ပြီးတော့တယောက်တစ်ပြန်တိုက်ခိုက်နေရပါရီ Optimus နဲ့ Sandy တို့ရဲ့တိုက်ပွဲမှာတော့ Optimus ကလက်တစ်ဖက်ပြက်ကအတော်လေးကိုအထိနာနေခဲ့ပါရီကာလီက Megatron ကိုမခံကြည့်မခံတာဖြစ်အောင်သွေးရိုးစကားတွေပြောနေခဲ့တာအကြောင်းမလို့ဇနီးလေးကိုစိတ်ကူသွားတဲ့ Megatron က ဒါဟာသူကဘာလို့ပြောရင်လေ Ultimax ကိုတက်ဖို့လုံနေတဲ့ Sandy နေကိုအလင်းငိုက်ဝင်ပြီးတော့တိုက်ခိုက်လိုက်တာအကြောင်းမလို့ Sandy နေကတော့တစားစီဖြစ်နေတဲ့တေးလူနီပါဖြစ်နေခဲ့ပါပြီ Sam ကတော့သူ့ကိုဗရွေးမာသွားပြီလို့ပြောနေတဲ့ဒိုင်လန်ကိုတန်တုံးနဲ့ရိုက်လိုက်တာအကြောင်းမလို့ဒိုင်လန်ကစွမ်းရင်ကြောင်းနဲ့ထိပြီးတော့စွမ်းရင်ကြောင်းနဲ့ပဲရှော့ဖြစ်သွားသလိုဒိုင်လန်လည်းပဲဓာတ်လိုက်ပြီးတော့မာလကီရသွားခဲ့ပါလိမ့်ဗိုင်မဲ့ပြီးတော့ Auto Body ကစွမ်းရင်ကြောင်းတွေကိုတခုချင်းဖျက်ဆီးပစ်လိုက်တာအကြောင်းမလို့ Cybertron ရဲ့ကဘာချိတ်ဆက်မှုကပျက်စီးသွားခဲ့ရပါလိမ့် အဲလက်တပတ်မရှိတော့တဲ့ Optimus Prime ကလေအာနာဝင်လို့နေတဲ့ Megatron ကိုအားကုန်ထုတ်သွင်းရှင်းထုတ်နိုင်ခဲ့တယ်လို့ကြောက်ကြီးပါပြီးတော့တစ္ဆပေါက်ကောင်လောက်ခဲ့တဲ့စင်ဒီနေကိုလည်းတနက်နေ့ပြတ်တက်နေတဲ့အဆုံးသက်ပေးလိုက်ပါရီနောက်ဆုံးမှာစစ်ပွဲကြီးကလည်းပြီးဆုံးသွားခဲ့ပြီးတော့ Apps နဲ့ Lando တို့အဖွဲ့ကလည်းတက်ကြွစွာရှောက်လန်းလာကြပါရီ Sam နဲ့ Carly တို့ကြည်နူးနေတာကိုသဘောတူကြောင်ပြရတဲ့အနေနဲ့ Bambi ဘီကသူ့ကိုယ်လေးကဂီယာတစ်ခုကိုလက်ထက်လက်ဆိုးလုပ်ဖို့အတွက်ချုပ်ပေးလိုက်ချိန်ပါပြီကျိုးတင်ဆက်ပေးနေတဲ့ Transformer Dark of the Moon ဒူးဆောင်တဲ့11ကလည်းပြီးဆုံးလို့သွားခဲ့ပါပြီ Okay ပါ ရုပ်ရည်စကားကောင်းလေးတွေကိုအစဉ်ဆက်မပြတ် recap အနေနဲ့တင်ဆက်ပေးမှာမလို့ကျွန်တော်ရဲ့ ZD4 channel လေးကိုလည်း like and subscribe လုပ်ထားပေးထားကြပါဦးခင်ဗျာ။အားပေးကြပေးသများလေးပဲစိတ်ချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံတော်မူကြပါစေလို့ ZD4 ရဲ့ဝိုင်းတော်သားများကစုမုံကောင်းများတောင်းမိလိုက်ရပါတယ်။အစုံဒီကြည့်ရှုပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးထူးပင်တင်ရှိပါရခင်ဗျာ။